အားလုံးမင်္ဂလာပါဒီဘက်က knowledge sharing channel အနေနဲ့ကြိုဆိုပါမယ်ဒီနေ့တချင်တဲ့အတူ grade 11 biology chapter 2.1.2 carbohydrates အကြောင်းကိုလေ့လာကြရအောင် carbohydrates တွေက organic molecule တွေဖြစ်တဲ့ carbohydrate မှာ carbon hydrogen နဲ့ oxygen တွေပါဝင်တာဖြစ်တယ် carbohydrate တွေရဲ့ living organism တွေမှာအရေးပါဝန်ကနှစ်ခုရှိရတယ်။ခုကတော့ energy ပေးတာနဲ့နောက်ထပ်တစ်ခုကတော့ structural roles အနေနဲ့ပါဝင်တာဖြစ်တယ်။ energy ပေးတဲ့ process ကတော့ cellular respiration လို့ခေါ်တယ်။ prokaryotes အနေနဲ့ plants တွေရဲ့ cell walls မှာ cellulose အနေနဲ့ရှိတာဖြစ်တဲ့ animal cells တွေမှာဆိုလို့ရှိရင်လည်း carbohydrate နဲ့ protein နဲ့ပေါင်းထားတဲ့ glycoprotein နဲ့ carbohydrate နဲ့ lipid နဲ့ပေါင်းထားတဲ့ glycolipid တွေရှိဒီ glycoprotein နဲ့ glycolipid တွေကလည်းတခြား functional roles အနေနဲ့ဆောင်ရွက်ပေးနိုင်တယ်။ carbohydrate များတဲ့အစားအစာတွေကိုတော့အဓိကက plants တွေကနေပြီးတော့မှရရှိအားဖြစ်တယ်။ ကာဘိုဟိုက်ဒရိတ်စေကိုအဓိက group သုံးခုခွဲနိုင်တယ် monosaccharide simple sugars လို့ခေါ်ပြောမှာ disaccharide နဲ့ polysaccharide တွေဖြစ်တယ် saccharide ဆိုတဲ့အဓိပ္ပာယ်က sugar or sweet substance လို့အဓိပ္ပာယ်ရတယ်ကာဘိုဟိုက်ဒရိတ်ပါဝင်တဲ့အစားအစာတွေဖြစ်တယ် mainly ကတော့ plant စေ origin ကဖြစ်တယ်ဟာလူတွေဂျုံနေလို့တဲ့ပေါင်မုံတွေဆန်တွေအသီးနှံတွေနဲ့ပဲဒီမှာကာဘိုဟိုက်ဒရိတ်စေပါဝင်တာဖြစ်တယ် animal's origin နေနဲ့ကတော့ liver ရော muscle ရောမှာ glycogen နေနဲ့ပါဝင်တာဖြစ်တယ် monosaccharide အကြောင်းကိုဆက်ပြီးတော့နေလာကြရအောင် mono ဆိုတော့တစ်ခုလို့ဒိဗင်ရတယ် saccharide တစ်ခုပဲပါဝင်တဲ့အတွက်ကြောင့်သူတို့ simple sugar လို့ခေါ်တယ် monosaccharides are to produce and store energy for living organism monosaccharide တွေကတော့အဓိကတော့ energy ထုတ်ပေးဖို့ဖြစ်တယ် monosaccharide တွေမှာ carbon atom တစ်လုံးရှိနေဆိုရင် အောက်ဆီဂျင် atom တစ်လုံးဟိုက်ဒရိုဂျင်ကတော့နှလုံးရှိရယ် general formula ကတော့ CH2O N ဖြစ်တယ်ဒီ general formula မှာ N ကတော့ number of the carbon atom moves ဆိုလိုတာဖြစ်တယ်ပထမဆုံး n က3ခုရှိတဲ့ trials sugar အကြောင်းကိုလေ့လာကြရအောင် trials sugar တွေမှာ carbon 3လုံးရှိမယ်ဆိုရင် hydrogen atom မှာနှစဆိုတော့6လုံး oxygen က3လုံးရှိတဲ့အတွက်ကြောင့် C3H6O3 ဖြစ်တယ် example အနေနဲ့ glyceraldehyde နဲ့ dihydroxy acetone ကို ပြထားဖြစ်တယ် glyceraldehyde နဲ့ dihydroxy acetone က glucose ကို glycolysis ဆိုတဲ့ process မှာ ထွက်လာတဲ့ intermediate product They are important in mitochondria where the respiration process break down glucose into triose sugar ဂလူကို့စ်ကနေပရောမှာ trial sugar ဖြစ်ကို break down လုပ်ပြီးရဲ့အခါမှာ separate chemical reaction ဖြစ်လို့ရှိရင်ကာမွန်၃လုံးရှိရဲ့ pyruvate နှလုံးထွက်လာတဲ့ process ကို glycolysis လို့ခေါ်တာဖြစ်တယ်။အော်ဒီ glycolysis process မှာ energy တွေထုတ်ပြီးရင် pentose sugar ကတော့ N ကကာဗွန်၅လုံးဖြစ်တဲ့အတွဲကြောင့်ကာဗွန်၅လုံး hydrogen atom ၁၀လုံးနဲ့ oxygen ၅လုံးဖြစ်တယ်။ pentose sugar မှာ example နဲ့ ribose နဲ့ TLC Rivals ကိုကြာထားအောင်ဖြစ်တဲ့ကာဗွန်၅လုံးမှာကာဗွန်နံပါတ်2မှာဆိုလို့ရှိရင် Rivals မှာအောက်ဆီဂျင်ပါပြီးတော့ TLC Rivals မှာအောက်ဆီဂျင်မပါအောင်ဖြစ် TLC Rival Nucleic Acid Structure မှာ3နဲ့ Sugar ကတော့ TLC Rivals Sugar ဖြစ်ပြီးတော့မှာ Rival Nucleic Acid RNA မှာ3နဲ့ Sugar ကတော့ Rivals ဖြစ်တယ် Important bindose Sugar in the Nucleic Acid Rival Nucleic Acid and TLC Rival Nucleic Acid they make up the genetic material say ကို ပြုလုပ်ပြီးတာဖြစ်တယ်။ glycerin နဲ့ dihydroxy acid တုံးကတော့ triose sugar ဖြစ်တယ် ribose တောင်စီ ribose ကတော့ pentose sugar ဖြစ်တယ် pentose sugar ဖြစ်တဲ့ကာဗွန်6လုံးပါတဲ့ sugar စီကတော့အဓိကက glucose ဖြစ်တယ်ကာဗွန်6လုံး hydrogen atom 12လုံးနဲ့ oxygen 6လုံး က general formula ဖြစ်တယ်။အဲဆိုရှူကောင်းစေက best known monosaccharide ဖြစ်ပြီးတော့မှသူတို့ထဲမှာ glucose, galactose, တွေ mannose, တွေ fructose တွေပါဝင်တာဖြစ်တယ်။ glucose, galactose, mannose နဲ့ fructose sugar တွေဖြစ်တယ်။ green sweater has the two isoform isoform နှစ်မျိုးရှိတာဖြစ်တယ်။ glucose မှာကြည့်လို့ရှိရင် alpha glucose carbon number 1မှာရှိတဲ့ OH ရဲ့ position နဲ့ beta glucose carbonamine 1မှာရှိတဲ့ OH ရဲ့ position မတူတာကို တွေ့ရမှာဖြစ်တယ် alpha glucose and beta glucose most living things create energy by breaking down the monosaccharide monosaccharide glucose ကို breaking down လုပ်ခြင်းအားဖြင့် energy ထွက်လာတာဖြစ်တယ် harvest the energy released from the chemical bonds of the glucose လူတွေသုံးနိုင်တဲ့ energy က chemical bonds energy ပဲဖြစ်တယ်ဒီ glucose ကို break down လုပ်လိုက်တဲ့အခါမှာ chemical bonds တွေကနေပြမ energy release ဖြစ်တာကို ATP နည်းနဲ့ trap လုပ်ထားတာဖြစ်တယ် any glucose in the food that has been eaten can be absorbed and used directly လို့သုံးထား။အော် glucose က monosaccharide simple sugar ဖြစ်တဲ့အတွက်ကြောင့်သူ့ကို digest လုပ်ဖို့မလိုဘဲနဲ့ diet absorb လုပ်ပြီးတော့မှဆဲထဲမှာသုံးနိုင်တာဖြစ်တယ်။ disaccharide အကြောင်းကို separately လမ်းကြားရအောင်။ disaccharide ဆိုတာက2 monosaccharide နှစ်ခုကို glycosidic linkage နဲ့ဆက်ပြီးထားတာဖြစ်တယ်။ glycosidic linkage တွေကတော့ covalent bond အမျိုးအစားဖြစ်တယ်။ sucrose မှာဆိုလို့ရှိရင် glucose နဲ့ fructose နှစ်ခုကို ဆက်ထားတယ် lactose မှာ glucose နဲ့ glucose ကို link လုပ်ထားတာဖြစ်တယ် maltose ကတော့ glucose နှလုံးကို link လုပ်ထားတာဖြစ်တယ် maltose ကတော့ germinating 60ဥမာဘာလီလိုမျိုးမှာသူ့ကိုတွေ့ရတယ် sucrose ကတော့အိမ်မှာသုံးနေတဲ့ဇပွဲတင်တကြားလို့ခေါ်တဲ့ table sugar ဖြစ်တယ် lactose ကတော့ milk တွေထဲမှာပါတဲ့ sugar ဖြစ်တယ် monosaccharide နှစ်ခုပေါင်းပြီးတော့မှ disaccharide ဖြစ်တဲ့ process ကို condensation လို့ခေါ်ပြီးတော့မှ disaccharide ကနေပြီးတော့မှ monosaccharide တစ်ခုစီကိုပြန်ပြီး romans break down လုပ်တဲ့ process ကို hydrolysis လို့ခေါ်တာဖြစ်တယ်။ခုနပြောခဲ့တဲ့ glucose ကနေ pyruvate ဖြစ်ကို glycolysis လုပ်တဲ့ process ကိုတော့ oxidation လို့သုံးတာဖြစ်တယ်။ sucrose ရဲ့ခြောင်းနဲ့ lactose ရဲ့ခြောင်းကိုပြန်ထားတာဖြစ်ပါတယ်။ polysaccharide အကြောင်းကို saccharoma လေ့လာကြရအောင်။ poly ဆိုတာအများလို့အဓိပ္ပာယ်ရတယ်။ many monosaccharide ကို covalent bonds နဲ့ဆက်ထားတာဖြစ်တယ်။ polysaccharide တွေကတော့ခုန monosaccharide တွေနဲ့မတူဘဲနဲ့သူတို့က insoluble ဖြစ်တဲ့ serve as a reserve food. reserve အနေနဲ့တင်ထားတာဖြစ်တယ် energy လိုရယ်ဆိုလို့ရှိရင်ဒီ polysaccharide ကို break down လုပ်ပြီးတော့မှသုံးနိုင်တာဖြစ်တယ် structural materials အနေနဲ့လည်းပါတယ်ဥပမာဆိုလို့ရှိရင် cellulose တို့ဟာမျိုးက cell wall မှာ structural material အနေနဲ့ပါဝင်တာဖြစ်တယ် starch monosaccharide မှာ cellulose starch နဲ့ glycogen တွေကိုပြထားပါတယ် cellulose ကတော့ plant cell ရဲ့ cell wall မှာပါတာဖြစ်တယ် cellulose မှာပါတဲ့ glucose ကတော့ beta glucose ဖြစ်တယ် stash မှာတော့ amylose နဲ့ amylo pectin ဆိုပြီးတော့မှနှမျိုးပါဝင်တာဖြစ်တယ်တစ်ခုစလုံးကတော့ alpha glucose ပဲဖြစ်ပြီးတော့မှ amylose တွေကတော့ glucose monosaccharide တွေကို alpha 1 4 glycosidic bond နဲ့ဆက်ထားတာဖြစ်တယ် amylo pectin မှာတော့ alpha 1 glycosidic bond နဲ့အပြင် branch point နေမှာ alpha 1 6 glycosidic bond နဲ့ဆက်ထားတာဖြစ်တယ် glycogen ကတော့ animal တွေရဲ့ liver တို့ muscle cells တွေထဲမှာ glycogen ကို store လုပ်ထားနိုင်တယ် glycogen မှာတော့ alpha glucose ပါပြီးတော့ alpha glucose တွေကို amylopectin လို့ပဲ alpha 14 glycosidic bond နဲ့ဆက်ထားပြီးမှ branch point နေမှာ alpha 16 glycosidic bond နဲ့ဆက်ထားတာဖြစ်တယ်။ shape အနေနဲ့ကြည့်မယ်ဆိုလို့ရှိရင် cellulose ကတော့ m branch polysaccharide ဖြစ်တယ်။ဒီ m branch polysaccharide တစ်ခုနဲ့တစ်ခုကြားမှာ hydrogen bond စီနဲ့ဆက်ထား။ amylose ကလည်း m branch polysaccharide amylopectin ကတော့ branch ဖြစ်တဲ့ polysaccharide ဖြစ်တယ်။ amylopectin နဲ့ glycogen ကြားမှာထူးခြားချက်ကတော့ glycogen မှာဆိုလို့ရှိရင် branch point တွေပိုပြီးတော့မှများလာလို့တွေ့ရလိမ့်မယ်။ amylopectin မှာ glucose အလုံး20လောက်ရှိတော့မှ branch point တစ်ခုရှိပေမဲ့ glycogen မှာတော့ glucose 10လောက်ရှိတဲ့အချိန်မှာ branch point တွေပေါ်လာတာဖြစ်တယ်။ cellulose က polysaccharide made up of several molecules of glucose ဒီ glucose တွေကို beta 1 4 glycosidic linkage နဲ့ဆက်ထားတယ် insoluble in water plant စီရဲ့ cell wall မှာ main components အနေနဲ့ရှိတယ် plant စီရဲ့ cell wall မှာ protection အတွက် fibers အနေနဲ့ရှိနေတာဖြစ်တယ် starch မှာတော့ millions of the glucose ကို link လုပ်ထားတာဖြစ် green plant စီမှာ photosynthesis process ကထွက်လာတဲ့ glucose တွေကို starch အနေနဲ့ store လုပ်ထားနိုင်တယ် starch ရဲ့ basic structure ကတော့ C6H10O5N ဖြစ်တယ် starch မှာ2 portion amylose နဲ့ amylopectin ဆိုတော့ပါတယ် amylose ကတော့ glucose တွေကို alpha 1 4 glycosidic bond နဲ့ဆက်ထားပြီးတော့ amylopectin မှာတော့ branch point တွေမှာ alpha 1 6 glycosidic bond နဲ့ဆက်ထားတာဖြစ်တယ် starch grains တွေကို plant cells and organelles ဖြစ်တဲ့ amylo plus တွေမှာတင်ထားရင် amylo state က most soluble in water starch တွေမှာသူ့ရဲ့ content က about 20%လောက်ရှိတယ် amylo pectin ကတော့ less soluble in water ဒါပေမဲ့ hot water မှာတော့ soluble ဖြစ်တယ် starch တွေမှာသူက80%လောက်ပါဝင်တာဖြစ်တယ် plant seed seeds တွေ fruit seed ကျူပါ seed မှာအဓိကတွေ့ရတာဖြစ်တယ်ဆရာတို့သမင်းချက်တဲ့အခါမှာဆန်ကိုရေနွေးနဲ့အပူပေးပြီးတော့မှချက်ချင်းအားဖြင့် amylos amylo pectin ကိုအလို ွယ်တကူဆက်လူပဲဖြစ်သွားစေ glycogen ကလည်း millions of the glucose နဲ့လောက်ထားတာဖြစ်တယ် main storage carbohydrate ဖြစ်တယ် animal စီနဲ့ fungi တွေမှာတို့မမှန်စီမှာဆိုလို့ရှိရင်တော့ glycogen molecules ကို liver နဲ့ muscle မှာ store လုပ်ထားတယ်။လူတွေမှာအစာမစားတဲ့အချိန်သွေးထဲမှာ glucose ကျသွားတဲ့အခါမှာ liver မှာရှိတဲ့ glycogen ကို breakdown လုပ်ပြီးမှ glucose တွေကိုပြန်ထုတ်ပေးတာဖြစ်တယ်။ muscle မှာရှိတဲ့ glycogen ကတော့ exercise လုပ်တဲ့အခါမှာ muscle contraction တွေလိုအပ်တဲ့ energy ကိုထုတ်ပေးဖို့အတွက်သုံးတာဖြစ်တယ်။ glycogen stretcher မှာ glucose တွေကို alpha 1 4 glycosidic bond နဲ့ဆက်ပြီးမှ branch point တွေမှာ alpha 1 6 glycosidic bond နဲ့ဆက်ထားတာဖြစ်တာဖြစ်တယ်။ glycogen molecule မှာအတွင်းထဲမှာတော့ glycogen ဆိုတဲ့ protein တွေတစ်ခုပါပဲမြေဘေးမှာတော့ branch ဖြစ်နေတဲ့ polysaccharide ကိုတွေ့ရမှာဖြစ်တယ်။ chitin ကတော့ complex carbohydrate ဖြစ်တယ်။ခုနပြောခဲ့တဲ့ cellulose starch ဂလိုက်ကိုဂျင်တွေကသူ့မှာပါတဲ့မိုနိုဆက်ခရိုက်ကဂလူကို့စ် only ပဲဖြစ်တယ်ခိုင်တင်မှာပါတဲ့မိုနိုဆက်ခရိုက်ကတော့ nitrogen containing glucose molecules တွေဖြစ်တယ်ခိုင်တင်ရဲ့ structure ကတော့ n-acetyl glucosamine တွေကို polymerization လုပ်ထားတာဖြစ်တယ် chitin ကအာထရိုပေါ့စီရဲ့ exoskeleton နဲ့ fungal cell wall စီမှာ chitin ကြီးရှိတာဖြစ်တယ်။အဲ့ဒီအတွက်ကြောင့် chitin က structural roles အနေနဲ့ဆောင်ရွက်ပေးတာဖြစ်တယ်။ It gives shape and strength to the structure of the organism. ဒီ organism ရဲ့ shape နဲ့ခန္ဓာရှိအောင် support ပေးထားတာဖြစ်တယ်။ဒီနေ့ဒီချိန်နဲ့အတူ grade 11 biology chapter 2.1.2 carbohydrates အကြောင်းမှ monosaccharides တွေဖြစ်တဲ့ trios pentose hexose disaccharides တွေဖြစ်တဲ့ maltose glucose, lactose, sucrose, polysaccharide တွေဖြစ်တဲ့ cellulose, starch တွေ, glycogen တွေရဲ့စမ်းစီရဲ့ structure မှာအဓိကအရေးပါပုံနဲ့သူတို့ရဲ့ functional rules တွေ energy ထုတ်တဲ့အကြောင်းတွေကိုလေ့လာခဲ့ကြတယ်။ဒီချက်တို့နဲ့အတူမြန်မာပြည်မှာရှိတဲ့ grade 11 biology ကိုလေ့လာနေတဲ့အကြောင်းသားအကြောင်းသူတွေအတွက် Zivaka Health Knowledge Sharing Channel ကို like and share လုပ်ပေးကြပါ။ Sharing is caring မှာနောက်ထပ်သင်ခန်းစာများမှာဒီချက်နဲ့အတူပြန်လည်ဆုံတွေ့ကြပါစို့။